သူမ၏ခင်ပွန်းသည်အခြားမျိုးသမီးတဦးအားဒူးထောက်၍ပလာစတာကပ်ပေးနေသည်ကိုမြင်လိုက်ရသည်ထိုခိုက်တံတွင်သူမ၏ဖုန်းခေါ်ဆိုမှုကိုခင်ပွန်းကမကင်ခဲ့ပေအမျိုးသမီးသည်နောက်ဆုံးမှသာအတိတရားဝင်လာခဲ့သည်သူမကိုတတလုံးချစ်မိဟုဂတိပြုခဲ့သောအမျိုးသားသည်နောက်ဆုံးတွင်တစ္ဆာဖောက်ခဲ့ပြီးအမှန်စင်စစ်အမျိုးသား၏မိခင်သည်သူတို့နှစ်ဦးကိုအမြဲတမ်းစန့်ကျင်ခဲ့သူဖြစ်သည် သူတို့ဒီဆယ်စုနှစ်တခုကျော်လက်ထပ်ခဲ့တော်လဲမိခင်ကသူမကိုလက်မခံခဲ့ပြီးသူမ၏သားနှင့်အခြားအမျိုးသမီးများ၏ဓာတ်ပုံများကိုပင်သူမအားပြသခဲ့သည်သို့တော်အမျိုးသမီးကသူတို့၏အချစ်တီးမပြိုကွဲနိုင်ဟုထင်ခဲ့သည် အဘဲကြောင့်ဆိုသောသူမ၏တောင်းဆိုမှုမှန်သမျှကိုခင်ပွန်းကမဆိုင်မတွာဖြည့်ဆည်းပေးလေရှိသောကြောင့်ပင်ထို့ကြောင့်ရောက်ခမကညီတို့ပင်ခွဲထုတ်ရန်စူးစမ်းစီကမူအမျိုးသမီးသည်ညီသည့်အခါမျှမယုံကြည်ခဲ့ပေသို့သောခင်ပွန်းသည်အခြားအမျိုးသမီးကိုနူးညံ့စွာပြုစုဆောင်ရှောက်နေသည်ကိုကိုယ်တိုင်မျက်မြင်တွေ့လိုက်ရသည့်တိုင်အောင်ပင်အမျိုးသမီးသည်မျှော်လင့်ချက်အနှဲငယ်မျှဆက်လက်ထားရှိခဲ့သည်သူမသည်ခင်ပွန်းထံသို့ဖုန်းခေါ်ဆို၍ကြိုးကြောင်းစီရောသောရှင်းပြချက်ကိုရရှိရန်မျှော်လင့်ခဲ့သည် သို့တော်သူမရရှိခဲ့သည်မှာခင်မိုး၏ဖုံးချပစ်ခြင်းသာဖြစ်သည်ယင်းသည်သူမ၏မျောလင်းချက်အားလုံးကိုဖျက်တောက်လိုက်ုံသာမကသူတို့၏အိမ်ောင်ရေးမီကိုပါလုံးဝငြိမ့်သက်လိုက်ခြင်းဖြစ်သည်ထို့နောက်တွင်သူမသည်နောက်ထပ်မတွန်းဆုတ်တော့ပေရောက်ခမ၏ကွာရှင်းရန်တောင်းဆိုချက်ကိုချက်ချင်းသဘောတူရန်ဆုံးဖြတ်ခဲ့ပြီးကွာရှင်းမှုအခြေအနေတစ်ခုကိုတင်ပြခဲ့သည်သူမသည်ရောကြီးအဖြစ်ယွန်းတစ်ဘီလီယံလိုအပ်သည်ခင်ပွန်းသည်တစ်ချိန်ကသူမအားယတနာပမာမျက်နှိုးခဲ့တော်လဲယခုမူသူ့ကိုတစ်ချက်ပင်မကြည့်ကျင်တော့ပေ